ပေါ်မစင်ခရစ်ဆောက်တန်နဲ့ဂျုံနုံစတိုအခုတစ်ပတ်မှရှင်ပြိုင်ကစားမယ်ပရီးမီးယားလိပွဲစဉ်ကိုကိုဘလို့ခမှန်ထားကြပါသလဲမင်္ဂလာပါဗျကိုခိုင်းစတာဖုတ်ဘောရှိုးအနေချူဒူဝါရီကျွန်တော်ခုခတ်ပါ နမကြီးဖုတ်ဘောအစ်စပတ်ဒီဘန်ဒစ်တွေရဲ့ပရီးမီးယားလိပွဲစဉ်ကိုရွေးချယ်ခမန်းသုံးသက်ချက်တွေကိုကျွန်တော်ညီကိုတွေအတွက် sharing လုပ်ပေးသွားရမှာဖြစ်ပါတယ်။ပထမဆုံးပွဲကတော့ Chelsea နဲ့ Sunderland မှာတစ်တဝက်ရှုံးအကျော်ပေးမှုသည်ဒီဘောလုံးရာသီမှာ Chelsea နဲ့တူတူတန်တန်ဖြစ်လာတဲ့အကျော်ပေးမှုလို့ပဲပြောရမှာပါ။ဒီပွဲစဉ်ကို Chris Sutton ကတော့ Chelsea 2-0နဲ့နိုင်သွားမယ်လို့ခန့်မှန်းထားပါတယ်။ Paul Merson ကလည်းထိုရလက်တိုင်းခန့်မှန်းထားပါတယ်။ John Stones ကတော့3-1နဲ့နိုင်မယ်လို့ခန့်မှန်းထားပါတယ်။ဒီ၃ယောက်ခန့်မှန်းပုံမှာထူးခြားချက်တစ်ခုရှိပါတယ်။ Goal Reset တွေအပြင် ်ခရစ်ဆောက်တန်ပေါ်မာစင်တို့ကဒူစီဂျုံနုံးစ်က3-1ဒါပေမဲ့ဂျားရဲကကွာခြားချက်သည့်အနည်းဆုံး2ဂိုးရှိတဲ့ပုံတံတန်လေးခမန်းထားတာပါသူတို့ခမန်းတဲ့အတိုင်းသာတကယ်ဖြစ်သွားမယ်ဆိုရင်ချဲစီသည်တူတယ်ကိုအိုဗာနဲ့ချဲစီအနိုင်အပြစ်ရတဲ့ပုံမျိုးဖြစ်နိုင်တယ်လို့ဒီတူတယ်ကိုဖယ်ပြီးတော့ချဲစီပဲတီးသက်အပြစ်နိုင်တဲ့ပုံစံမျိုးလည်းဖြစ်နိုင်ပါတယ်ချဲစီကို၃ရောင်လုံးရွေးချယ်ထားတဲ့ပုံစံမျိုးဖြစ်ပါတယ်ကျွန်တော်အကြိုက်ကလည်း preview လုပ်ခရေကပြောပြီးသွားပါပြီ Chelsea ကိုပဲကြိုက်ပါတယ်ခင်ဗျကဲနောက်ထပ်တစ်ပွဲကတော့ Newcastle နဲ့ Fulham ဖြစ်ပါတယ်အကြောပေးမှုကတော့ Newcastle တစ်တဝက်ပျော်ရွှင်ခွင့်ပေးထားပါတယ် Newcastle ကို Alexandra Isak မရှိလို့ဆိုပြီးသွားရှုပ်လို့တော့မရတော့ဘူး Newcastle တကယ်ကိုကောင်းပါတယ် ရနျူကတ်စတီလက်ရှိအချိန်မှာမမျော်လင့်ဘဲနဲ့ပေါ့နော်ချန်ပီယံလိဝင်ခွင့်တနေရာအတွက်အားကောင်းဆုံးအသင်းတစ်သင်းဖြစ်လာနိုင်နေဗျဒီပွဲစဉ်ကိုခရစ်တောက်တန်ကတော့ယူကတ်စတီ3-1နဲ့နိုင်မယ်လို့ခန့်မှန်းထားပြီးပေါ်မဆင်းရလဲ3-1ပဲဖြစ်ပါတယ်ဂျုံနွန်စ်ကတော့2-0ဖြစ်ပါတယ်ပန်ဒစ်3ယောက်လုံး เนาะဘလုံးမဲ့သုံးသက်ခမန်းတဲ့သူ၃ယောက်လုံးကတော့ Newcastle ကိုပဲအ ਨੇ ဆုံးအတွင်းကို၂၉ခွာချချက်နဲ့နိုင်သွားမယ်လို့ရွေးထားတဲ့သဘောမျိုးပါဒီလိုပွဲစဉ်မျိုးတွေမှာက Newcastle ကိုစွန့်စားရွေးချယ်တာပဲကောင်းလိမ့်မယ်ဗျကျွန်တော်ရည်လဲ Newcastle ကိုမယုံကြည်တဲ့ပွဲမျိုးတွေရှိတယ် Chelsea Sunderland ပွဲထက်ဒီ Newcastle Fulham ပွဲက Newcastle ကပိုပြီး တန်နေပါတယ်ညူကက်ဆယ်ကိုပဲမျက်လုံးစုံမိတ်ပြီးရွေးရမှာပါခင်ဗျကဲနောက်ထပ်တစ်ပွဲကတော့ဒါစနေနေ့ရဲ့အကောင်းဆုံးပွဲတွေကတပွဲပေါ့နော်မန်ယူနိုက်တက်နဲ့ Brighton ဒီပွဲတွေကရှင်ခုန်စိတ်လို့ရှားစရာကောင်းမယ်လို့ထင်တယ် United နှစ်ပွဲဆက်အနိုင်ရနေ၃ပွဲဆက်နိုင်မလားဆိုတာတစ်ချက်စောင့်ကြည့်ရမယ်ဒီပွဲတွေကို Chris Sutton ကတော့ Brighton 2-1နဲ့နိုင်သွားမယ်လို့ခမန်းပြီးပေါ်မစင်က1-1ခမန်းထားပါတယ်။ဂျွန်နိုးစ်ကတော့ Man United 2-1နဲ့နိုင်မယ်လို့ခမန်းထားပါတယ်။၃ရောက်လုံးအမြင်မတူညီဘူး။ဧည့်သည် Brighton ကိုအနိုင်ပေးတဲ့သူရှိတယ်လို့တရီပွဲခမန်းတဲ့သူရှိတယ်။ Man United အနိုင်ပြန်ပေးတဲ့သူရှိပါတယ်။ Shot ကျွန်တော်အကြိုက်ကလည်းရှင်းပါတယ်ကျွန်တော် preview ထဲမှာလည်း Titan ရဲ့အလျောက်ပြောပြီးသွားပြီ United နိုင်နိုင်ကြီးရှိတယ်ဒါပေမဲ့နဲတယ်တေကြဖို့ percentage ကများတယ်ကိုကြိုက်တဲ့အသင်းရွေးလို့ရတယ်ဒီဘလုံးမဲ့သုံးသက်တဲ့သူ၃ယောက်မှာတော့မှတယောက်အမြင်တယောက်မတူသုံးယောက်ကတယောက်တစ်ပေါက်ဖြစ်နေတာလေအဲ့တော့အားလုံးကလည်းအမြင်ချင်းကွဲနိုင်တယ်တကယ်ပါ Brighton တရေရသွားနိုင်စွမ်းအပြည့်ရှိတယ်ကျွန်တော်တို့ကအဲ့ percentage အနည်းငယ်လေးကိုစွန့်စားကြည့်ခြင်းတဲ့အတွက် United အသင်းရဲ့လမ်းကြောင်းမှန်ပေါ်ရှောက်လန်းနေတဲ့ခံယူချက်နဲ့ယုံကြည်ပိုင်းကိုဘေးကနေကတ်လိုက်ခြင်းတဲ့အတွက်ကြောင့် United ကိုရွေးချယ်တာပါ First priority အနေနဲ့ ်ကျွန်တော်အကြံပေးချင်တာတူတယ်ကို over လေးကိုတော့ပို့ပြီးကျွန်တော်ရွေးချယ်စေချင်တယ်ဗျာအဲတူတယ်ကိုကျွန်တော်ပြောမယ်ဆို 3D 3D ကတော့10တယ်ဘလို့ပဲဖြစ်ဖြစ်21ဆိုရင်တော့မှကြီးกว่าသဘောမျိုးပဲရှိမယ်အဲ့အတွက်ကြောင့် priority တူတယ်ကို over second priority man united အသင်းကိုကျွန်တော်ကတော့ရွေးပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်နောက်ထပ်တပွဲထပ်ပြီးတော့တွားကြည့်အောင် brentford နဲ့ Liverpool စနေညရဲ့နောက်ကျပွဲတင်နောက်ဆုံးပွဲဒီပွဲတင်ကို Chris Southern ပေါ်မာစင်ပုံကို၂ရောင်လုံးကတော့1-1တည်ပွဲဖြစ်သွားမယ်လို့ခန့်မှန်းထားပါတယ် John Stones ကတော့ Liverpool 3-1နဲ့နိုင်မယ်လို့ခန့်မှန်းထားပါတယ် Chris Southern နဲ့ပေါ်မာစင်တို့ ਨੇ ကျွန်တော်ကတော့အမြင်ချင်းတဝက်လောက်တူတယ်ကျွန်တော်ကနဦးရွေးချယ်မှုမှာ Liverpool ကိုရွေးချယ်ကြည့်ကျင်သေးတယ်ဗျာဒိုးပင်မဲ့တကယ်ပြန်စဉ်းစားတဲ့အခါ Kate Andrews ရဲ့ Brentford ကလည်း Thomas Frank ကိုခုနှစ်ကာလအဖြစ်မှီချင်မှတော့မှီလိမ့်မယ်သူကင်တွေတဲ့အချိန်ကသို့တော့အသင်းကိုယော့သွားအောင်မလုပ် ါအဲ့တော့ကြောင့် Kate Andrews ကိုလည်းကျွန်တော် short drop လို့မရဘူးဒါပေမဲ့တစ်ဖက်က Liverpool ကိုလည်းပွဲတိုင်းရှုံးနေလို့กว่าဆိုပြီးမေ့ထားလို့မရပြန်ပြဿနာတစ်ခုက Liverpool ဒီပလိုင်းပေါက်နဲ့ဖားကောက်နေတာပဲသူတို့ရဲ့နောက်တန်းဂူးတွေတောက်လျှောက်ပေးနေရတဲ့ရှုံချမှုပြက်နေတယ်အဲ့ဒီအပိုင်းလေးကိုတော့ကျွန်တော်အနေနဲ့စိုးရိမ်နေ Liverpool နိုင်မယ် ်ဘရန်ဖို့နိုင်မယ်လီဗာပူးဂိုးပြတ်မယ်မပြတ်ဘူးဆိုတာလည်းကျွန်တော်ကဒီပွဲစဉ်မှာတိုတယ်ကိုအိုဗာကိုအနည်းငယ်စွန့်စားရွေးချယ်ကြည့်နေတယ်တူတူလို့ရလက်မျိုးဒါမှမဟုတ်လေလီဗာပူး3-2လို့3-1လို့လည်းနိုင်သွားတဲ့ပုံစံမျိုးဖြစ်နိုင်တယ်ဂျုံနုံးစ်နဲ့အမြင်ချင်းအနည်းငယ်တော့တူပါတယ်ခရစ်ဆော့ဒန်နဲ့ပေါ်မာစင်တို့နဲ့လည်းအဲ့လိုမျိုးအမြင်ဒေတာတူတယ်လို့ပြောလို့ရပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ညီကိုတွေမိတ်ဆက်ပေးချင်တာလေးတခုရှိပါတယ်ခင်ဗျကျွန်တော်ညီကိုတွေဘလုံးပွဲကစားချင်တယ်ဆိုရင်စူပါစီနီယာဘေးပေါ်စီမှာအိုင်ဘတ်ခွန်ရှိကိုမောင်းငငါ6နဲ့ငါတို့လိုမစ္စတိုကိုမမတဲ့အပူစုချင်းများစွာနဲ့ယုံကြည်သွားကစားလို့ရပါတယ် အသေးသေးသိချင်တယ်ဆိုရင်တော့ဘယ်နံပါတ်399 869 649မှာဆက်သွယ်ဆုံးသက်မေးမြန်းလို့ရပါတယ်ခင်ဗျာကဲကျွန်တော်နောက်ထပ်ပွဲတွေထပ်ပြီးတွားကြည့်အောင်အာစတန်နဲ့ပယ်လစ်ဒီပွဲစဉ်ကိုတော့ခရစ်ဆော်ဒန်က RE2C နဲ့နိုင်မယ်လို့မှန်းထားပါတယ်ပေါ်မှာစဉ်ဂျုံနုံအားလုံးပဲ 2C နဲ့ပဲမှန်းထားပါတယ် 2C United 1C United ကျွန်တော်တို့တွေဒါဒါအာစတန်ကို အဲ့လိုမျိုးတကူသွေးနိုင်တယ်ဘာညာယုံကြည်တာမဟုတ်ဘူးဗျနိုင်ငံခြားတုံးသက်ခံမနေတဲ့သူတွေလည်းအာရရဲ့အထောက်ကောင်းစွာနားလဲသဘောပေါက်တယ်အာစတန်ရဲ့ business လုပ်တဲ့နေရာမှာနည်းနည်းပိုင်နေရရှိဖို့တော့လိုတယ်ကြည့်ရောကြည့်ရမယ်ဗျတလုံးအပြည့်ရှုံးပုံစံမျိုးဆိုရင်တော့အနေငယ် short ရှိတယ်ဒီလိုမှမဟုတ်ဘဲနဲ့ 1D တို့တလုံးတဝက်ရှုံးဆိုရင် Arsenal စွန့်စားတင်တယ်သူကတကူကိုရအောင်အတေးတာဒီအမိအရယူတာတကူတော့ရအောင်သွင်းတယ်ဗျာတေးကြတယ်အဲ့ဒီတကူသွင်းပြီးအဲ့တကူ သူထိန်းကံမလားဒါမှမဟုတ်နောက်ထပ်တကူရမလားဆိုတာပဲကြည့်ရမယ်။ဘာကြောင့်လဲဆိုတော့အတေတာမှာအယံမာကျော်ချစ်လက်လုံးနဲ့ကန်စစ်ဒန်းယူသူပိုင်ဆိုင်ထားတယ်။တကယ်လဲကောင်းတယ်။အဲ့ဒီကန်စစ်ဒန်းကယုံကြည်မှုအပြည့်နဲ့တကူဆိုရင်ဆိုသလောက်ထိန်းနိုင်တဲ့ level မျိုးမှာရှိတယ်။အဲ့တော့ကြောင့် RE 1C 2C ဆိုတဲ့ပုံစံတွေကနောက်ပိုင်းတွေမှာတောက်လျှောက်ခက်စိတ်စိတ်ဖြစ်လာတာ။ဆိုတော့အားလုံးက 2C ခံမှန်းတဲ့အချိန်မှာကျွန်တော်တို့ကလည်းဒါအာစနယ်ကိုပဲရွေးပြရမှာဗျ။အကြောပေးမှုအရတလုံးတစ်ဝက်ရှုံးကျွန်တော်တို့ကပြောသလိုပေါ့ တလုံးအပြည့်ရှုံးမဟုတ်ရင်တဝက်ရှုံးဒါမို့ဝန်ဒီကျွန်တော်အာကြီးကိုစွန့်စားတင်တယ်မတော်တဆတူးစည်းဆိုတဲ့အကွက်မျိုးကလက်ပစ်ဘောကြီးကောက်ပစ်ပြီးခေါင်းကုံတိုက်လိုက်ရင်အချိန်ခါမြေဖြစ်သွားနိုင်တယ်အာစနယ်အဲ့လိုမျိုးကြီးအများကြီးတွန်းတက်တယ်နော်ရှော့ဒီဘက်ကကျွန်တော်တို့အားလုံးနဲ့အမြင်ချင်းတူညီတယ်1 2 3တခုခုဖြစ်သွားမယ်လို့ထင်တယ် အာစနယ်ကိုသဘောကျပါတယ်နောက်တဲ့ပွဲအက်စတွန်ဗလာနဲ့မန်စီးတီးဒီပွဲတွေကိုဆောက်တန်ကဝဝန်သေးပွဲဖြစ်သွားမယ်လို့မှန်ပြီးပေါ်မာဆင်ကတူတူသေးပွဲဖြစ်သွားမယ်လို့မှန်ထားပါတယ်ဂျုံနိုးစ်ကတော့မန်စီးတီး2-0နဲ့နိုင်သွားမယ်လို့ခန့်မှန်းထားပါတယ်အကျော်ပေးမှုရမန်စီးတီးတရေအပြည့်ရှုံးဖြစ်တဲ့အတွက်ကြောင့်အကျော်ပေးမှုပျော့ပြောင်းတယ်လို့ပြောရမှာပါတိုတယ်ကလည်းသုံးလုံးတဝက်ပျော်ရွှင်ခွင့်ပေးထားတဲ့အတွက်ကြောင့်မစီးတီးရဲ့ဂိုးတွေပြတ်ပြီးအက်စတွန်ဗလာကိုအနိုင်ယူဖို့ဆိုတာသိပြီး မလွယ်ကူလားပေါ့တည်ကြနိုင်ကြီး percentage လည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့အာလင်းဟာလန်ကိုယုံကြည်သင့်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီပွဲစဉ်မှာ Man City အသင်းကိုရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနောက်ထပ်တစ်ပွဲကတော့ဘုံမောက်နဲ့ Northern Forest ဖြစ်ပါတယ် Southern က1-0နဲ့ဘုံမောက်နိုင်သွားမယ်လို့မှန်းပြီးပေါ်မဆင်က2-0နဲ့ဘုံမောက်နိုင်သွားမယ်လို့ခန့်မှန်းထားပါတယ် Jones က1-1တည်ပွဲဖြစ်သွားမယ်လို့ခန့်မှန်းထားပါတယ် Northern Forest ကယုံကြည်လို့ရတဲ့အသင်းအသင်းတော့မဟုတ်ဘူးဗျလက်ရှိအချိန်မှာလည်း Shanghai Star ဝင်ယူထားတဲ့အတွက် Shanghai ကိုလည်းအားလုံးသိမှာပါအရင်က Burnley နဲ့တွဲပြီးမှတ်မိနေတဲ့ဂဒုံးကြီးလေ နော်ဆိုတော့ဒီဘက်တင်ရဲ့အကြောပြမှုရဘုံမောက်ကတလုံးတဝက်ပျော်ရွှင်ခွင့်ပေးထားတယ်ကျွန်တော်တွေမတက်နိုင်ဘူးဘုံမောက်အတင်ကိုပဲရွေးချယ်ရမှာပါနောက်တစ်ပွဲကတော့ Wolf နဲ့ Burnley ဖြစ်ပါတယ်ဒီဘက်တင်ကို Chris Sutton က 2D ပေါ်မဆင်းနဲ့ 2D ဖြစ်ပြီး Jones ကတော့1-1မှန်းထားပါတယ်ကျွန်တော်တို့ကတော့အောက်သေးမဲ့ကြိုက်ပါဗျဒီဘက်တင်မှာ Wolves နဲ့တည်အပြည့်ရှုံပေးထားတဲ့အတွက်ကြောင့်တည်ကြခွင့်ရှိတဲ့ Burnley ကိုရွေးချယ်ပေးကြပါတယ်နောက်ဆုံးပွဲက Everton နဲ့ Tottenham Hotspur Tottenham Hotspur ပွဲချက်ကစားမှာတည်ကြတယ်ဗျ ီပွဲစဉ်ကိုတော့ခရစ်ဆောက်တန်က1-1ပေါ်မာစင်2-2နဲ့ဂျုံနိုးစ်ကလည်း1-1တည်ပွဲဖြစ်သွားမယ်လို့ခန့်မှန်းထားပါဗျ။အဲ့တော့အောက်သင်းပဲရွေးရမှာဗျ။အောက်သင်းဆိုတဲ့နေရာမှာတည်တဝက်ရှုံးလောက်ပဲပေးထားတယ်။ဒါပေမဲ့ Everton ကမာတယ်။ဒီပွဲစဉ်အနိုင်ဆုံးတည်ကစားဖို့ရှိတယ်။အဲ့တော့ကျွန်တော်လည်းအားလုံးနဲ့အမြင်ချင်းတူတယ်။ Everton အသင်းကိုပဲရွေးချယ်ပေးကြပါရစေခင်ဗျာ။